ါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်လေလာပါလာပါအဲ့ဒိန်းလာပါအပူနဲ့အဲ့ဒိန်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းတော့လောက်ရပြီပေါ့ကိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုတွေကတော့မှတ်မိကြအောင်အကယ်ဒီပေးဖို့တက်တဲ့ချိန်မှာတချို့လူတွေမျက်နှာကြောတွေကဘလို့နေလဲပြောရင်မှတ်ပါမှာဆိုလို့ဒီလောက်နဲ့ပဲတာဝါကျေးဇူးတင်တာကိုချောင်ပြောလို့အဲ့ဒီလုတ်ဆင်းသွားတာခင်ဗျအဲ့လိုတွေ short တော့လို့မရဘူးခင်ဗျအဲ့မှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝန်ကြီးက like ခေါ်တော့သူကခချောချောနဲ့လုတ်တာအဲ့လိုလုတ်တာ ကလူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနိုင်တဲ့အင်ကျက်အဆင့်တွေကြက်တောင်ရိုးကြက်မှုအင်ကျက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေပွင့်လဲပြောရင်လူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့အချင်းဒီအချင်းပေါင်းတဲ့အချင်းဒီလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်တယ်ဆိုတော့တခါကြရင်တော့ဖင်ကောင်းအသိကျဲတာတော်တော်ကျဲလုံးတယ်လူတို့ကိုလူဘာဝအကြမ်းဖက်လို့အမရဘူးမင်းတို့စစ်အာဏာရှင်တွေအတွက်ဝါဒဖြန့်ချီရေရုပ်ရှင်မရိုက်ပေးလို့အနုပညာရှင်တွေကိုဖမ်းတယ်ဆိုတော့ မင်းတို့တော့အောက်တန်းကြတဲ့အာနာရှင်ကဘာမှမရှိဘူးနော်ကဘာမှာဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့ကဘာမှာရုပ်မာတယ်ရိုင်းဆိုင်တယ်ရက်ဆက်တယ်အောက်တန်းကြတယ်ဆိုတဲ့ဆက်အာနာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့မင်းတို့မြန်မာနိုင်ငံကစစ်ခွေးမင်းအောင်လိုင်တော့အောက်တန်းကြတဲ့စစ်အာနာရှင် အာနာယူကဘာမှာမရှိသေးဘူးတတ်တာလို့လောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လှည့်နေ သူတို့ရဲ့ lobby တွေကနေတဆင့်ဝါရပြန်ပြောင်းအောင်ပါမပူနဲ့မတက်တာလို့လောက်ရတယ်ဆိုပြီးတနက်ကြီး6ထောက်တော့ထောက်ထားမှာတော့ငါတို့ပြောရတာပေါ့ကွာဆိုတော့ခေါင်းစဉ်တွေပြန်လှည့်ကြအောင်ပါမပူနဲ့အဲ့ဒါလာအောင်ပါအဲ့ဒါကိုလည်းအာနာမေဖွဲ့စည်းတဲ့တိဖို့လိုတယ်လူကြီးတွေကိုယ်တိုင်အားကိုမလေးဘုဒ္ဓမြတ်ရှင်ရှင်မြင်သူတို့ကမသိအများဘူးမိုးကြွယ်ရွှေကိုဘိုးဘွားကြတရားမင်းမြင်ရသလိုမျိုးနဲ့ဟီးဟဲနဲ့တွားပြီးဖျဲကြတာလူကြီးတွေကလူကြီးတွေဝင်ကြီးတွေအဆင့်ကဝင်ကြီးတွေဗာကြီးညာကြီးတွေပေါ့အကောင်ကြီးတွေပေါ့ဗျာခမရတို့ကလည်းအဲ့အမှုပညာတွေလို့မျက်နှာကြောတင်းတင်းနဲ့ခတ်မှမှခတ်ပြပြဆက်ဆံနိုင်ဖို့လိုတယ် ဲ့လိုမှအဲ့လူတွေချိုးပြီမှာခင်ဗျားတို့ဟီးဟဲသွားလုပ်နေသူတို့ကဘာလဲဆိုတော့ထုတ်လိုက်တဲ့ငွေရှိတယ်မှာကမပေါ်ကြီးပါကွာဆိုပုံစံဖြစ်သွားရောခင်ဗျားတို့လည်းစင်ကျင်ကြဖို့လေဝင်ကြီးတွေညနာတွေပြုတ်တာကောင်းကောင်းပြောတရားလေးပြောပါခင်ဗျားတို့တရားလေးပြောပါဆိုတော့လုံမရဘူးပုံနဲ့ပြန်ပါစောက်ကိုကြည့်နေတယ်ဒီအကုန်လုံးပိုင်ရှင်တွေခေါ်မင်းတို့လောင်းလောင်းခဏလောင်းခေါ်လောင်းမင်းဖိုးဝင်နေဘဏ္ဍာကရခဲ့ဘဏ္ဍာကโอเคကောင်းတယ်အဲ့ကားရခဲ့ရဖိုးတကားကိုဘယ်လောက်ပေးရလဲမေးလိုက်ရှင်းရှင်းပေးလိုက်ဟာဘယ်လောက်ပေးရမလဲโอเคကား10ကားဆိုရင်တကားကိုကျွန်တော်သိသိတော့ပေးရမယ်10ကားသိသိတော့ကဲဖိုးဝင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တနတ်ထောက်ပြီးရွေးကောက်ပွဲပူးပေါင်းပါဝင်ပေးဖို့တောင်းဆိုထားသည်ကိုစောဒကတက်တဲ့အမှုပညာရှင်များအားပြင်းထန်ထိရောက်စွာအေးအေးယူပေးဖို့ကြုံမျိုးမင်းပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာမင်းတို့ကစစ်အာဏာရှင်ကိုခံယူတာချင်းတူရင်တောင်မှလေကဘာမှာတကယ်အောက်တန်းအကြဆုံးအဆုံးအပြတ်ဆုံးအယုတ်အညံ့ဆုံးမင်းမရှာအချောက် လောက်တောင်မှတန်ဖိုးမရှိတဲ့ကောင်တွေအဲ့ဒါလို့ပြောလို့ LGBT တွေသူကနစ်နာစရာဖြစ်အောင်မယ်တကယ် LGBT အစ်စ်တွေကတကယ်ကိုတက်သည့်ဂုံတိတ်ခါနဲ့အမတန်ပြည့်စုံတဲ့ LGBT တွေဗျအဲ့တော့မြန်မာနိုင်ငံကစစ်ခွေးတွေကိုမေကိုလိုးတွေတရွှေတမျိုးလုံးကိုကိုကိုပြန်လိုးမဲ့ကောင်တွေဘယ်လိုဆဲလို့ဆဲရမှန်းတော့မသိတော့တော်တော်အောက်တန်းကြတဲ့ခွေးမသားတွေအဲ့တော့ဒီနောက်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူထုအလုံးနားလေသဘောပေါက်သိပြီ ဒီစစ်အာဏာယူစစ်ခွေးတွေဟာသူတို့အကျိုးစီးပွားအတွက်ဆိုရင်တနိုင်ကန်လုံးကိုလည်းမီးလောင်ပြာချဘဒုကိုမစုဘာမစုအကုန်လှုပ်ရဲတယ်ဆိုတာပေါ်လွင်နေပါပြီအဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေငြိမ်မနေကြပါနဲ့တော့ကြောက်မနေကြပါနဲ့တော့မှတ်ထားလောကမှာလူဆိုတာလေစပလိန်လိုပဲဖြစ်ရင်ပို့ပြီးပြည်တယ်ကျွန်တော်တို့ကံအားနဲ့ကံမတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအားလုံးလွင့်စင်ထွက်သွားမှာဖြစ်တယ်အားလုံးတောက်မနေပါနဲ့တော့ရုံထဖို့အချိန်တန်ပြီကြပါနော်ဒီမှာကြည့်ဒီမှာကြည့် ီမှာကြည့်ဒီမှာကြည့်ဒီမှာကြည့်เนาะအဲ့ဒါတွေကဟိုနေ့စဉ်နေ့တိုင်းဒါကျွန်တော်တို့ရဲ့ကွန်မန့်တွေမှာမက်ဆန်ဂျာတွေမှာနေ့စဉ်နေ့တိုင်းလာပြီးချင်းချောင်းနေတဲ့စာတွေဖြစ်ပါတယ်ဒါကကျွန်တော်တယောက်တည်းမဟုတ်ဘူးမြန်မာတနိုင်ငံလုံးဒီစစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့လူတွေအကုန်လုံးမြန်မာပြည်ပင်းထဲမှာရှိတဲ့ပြည်သူတွေအကုန်လုံး94တန်းသောပြည်သူတွေအကုန်လုံးကိုဒါချင်းချောင်းနေတာ တော့ဆိုလိုချင်တဲ့ဘောကသူတို့ကလှုပ်ချင်တာလှုပ်မယ်ဖမ်းချင်တဲ့လူကိုဖမ်းမယ်တတ်ချင်တဲ့လူကိုတတ်မယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဘာမှပြန်မပြောနဲ့ပြန်ပြောရင်တည်တံတည်ရမယ်သူတို့လှုပ်ချင်တာလှုပ်ပြလိုက်လို့ရတယ်ဆိုတဲ့ပုံတဘောကိုဒါတက်ရောက်နေတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့သူတို့ပြောသလိုမျိုးเนาะမြန်မာပြည်တဲကိုပြန်ခဲ့ပါမြန်မာနိုင်ငံမှာလာပြောပါဆိုတော့ ဒါဆိုရှင်းနေတာပဲเนาะမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့လူတွေသူတို့ရဲ့ပိုင်နက် area เนาะသူတို့အာနာသိမ်းထားတဲ့ထိန်းချုပ်မှုအောက်မှာရှင်သန်နေရတဲ့လူတွေရဲ့ဘဝကเนาะဟိုตาရဲ့တိရစ္ဆာန်တကောင်လို့ကြက်ကလေးငှက်ကလေးလို့မှတန်ဖိုးမရှိတော့ဘူးသူတို့တတ်ချင်တယ်လို့တတ်မယ်ဖမ်းချင်တယ်လို့ဖမ်းမယ်လှုပ်ချင်တယ်လို့လှုပ်မယ်ဆိုတဲ့ဒါသဘောကိုတက်ရောက်နေတာဒါအလုံးသိတဲ့အတိုင်းပဲဖြစ်မှာပါအဲ့တော့အမှန်တရားဆိုတာကဘယ်ကနေနေ ဘယ်မှာပဲပြောပြောအမှန်တရားဒီအမှန်တရားပဲအဲ့တော့ဒါကကျွန်တော်တို့မြန်မာပြည်လင်းထဲမှာရှိတဲ့လူတွေအကုန်လုံးရဲ့ဘဝကိုဒါချင်းချောက်နေတာအဲ့တော့ဘမာလဲကျွန်တော်တို့ရဲ့လူအခွင့်ရေးဘမာလဲလူသားတစ်ယောက်ရဲ့လူလက်ခွင့်လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုဒါကလူဆိုတာမျိုးက suffering လို့ပဲပြီးရင်ပြီးဝင်သွားတယ်ကျွန်တော်တို့အဖြစ်ခံနေတယ်ဒီ အဲ့ဒီ supply ကပြီးဝင်သွားမှာကျွန်တော်တို့တုံးကန်အားနဲ့တော်လန်မတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအကုန်လုံးကလွင့်စင်ထွက်သွားမှာဖြစ်တယ်ကျွန်တော်တို့ဒါကိုကြောက်လို့အလျှော့ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့တင်မဟုတ်ဘူးနောက်မှမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအကုန်လုံးကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့ကြောက်ရတဲ့ဘဝတွေကျွန်တော်တို့ထက်ကိုပို့ပို့ပြီးတော့မှစင်းရဲနေကြအောက်တန်းကြတဲ့ဘဝတွေကိုရင်ဆိုင်နေကြရမှာဖြစ်ပါတယ် ဲ့ဒီတော့ဒီစစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုတပ်ဖြတ်မှုနှင်းပန်းနှိပ်စက်မှုအနိုင်ကျင့်မှုတွေကိုကျွန်တော်တို့ဘဝတွေကျွန်တော်တို့မျိုးဆက်မှာတာနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ရင်ဆိုင်ခဲ့ရရင်ဆိုင်အနိုင်ယူခဲ့မှဒါလေနောက်မှာမွေးဖွားလာမဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တွေအားလုံးကိုယ်လည်းလွတ်လပ်ပြီးတော့မှလူသားတန်ဖိုးနဲ့အညီလူတယောက်လိုရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ် အဲ့ဒီတော့ကျွန်တော်တို့ပြည်သူတွေတောက်မနေကြပါနဲ့တော့အားလုံးစုပေါင်းပြီးတော့ဂျိုင်းလူတွန်းလှန်ရမယ်အချိန်ကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့ကဒီအချိန်မှာတာဝန်မကျေတာဝန်မတိရှောင်ပြေးအရှုံးပေးခဲ့ကြရဲ့နောက်မှာမြန်မာနိုင်ငံမှာမွေးဖွားလာမဲ့လူတွေအားလုံးအားလုံးကျွန်တော်တို့ရဲ့မျိုးတွေမြစ်တွေသားတွေတမီးတွေအကုန်လုံးကဒီစစ်အာဏာရှင်တွေစစ်အာဏာရှင်ရဲ့မိသားစုတွေကောင်းစားရေးအတွက် ကြုံတပွဲပေးဆက်ရမယ်ဘဝကိုရင်ဆိုင်ကြရလိမ့်မယ်အဲ့ဒီလိုရင်မဆိုင်နိုင်ဘူးကျွန်တော်တို့နောက်မှမွေးဖွားလာမယ်မျိုးဆက်တစ်တွေကိုဒီလိုနှိပ်ကြပြီးတော့မှအောက်တန်းကြတဲ့ဘဝကိုမပေးလို့ဘူးဆိုရင်ကျွန်တော်တို့ဒီစိတ်အာဏာရှင်ကိုဒီຫນွေဥတော်လန့်ရေးမှာ နိုင်အောင်တော်လန်မကိုရောက်မှာပါအဲ့တော့ဗျာကျွန်တော်တို့အာတော်လန်ရဲ့အခုဆိုရင်9နှစ်ရှိလာပြီဆိုတော့ဗျာအော်ဘဒူကဘာဘယ်အဖွဲ့အစည်းကဘာမြန်မာနိုင်ငံရဲ့အခြေအနေကဘာဆိုတာလဲအကုန်လုံးကဟောသိနေပြီဆိုတော့လေကျွန်တော်စကားနည်းများမပြောတော့ဘူးအဲ့တော့ကျွန်တော်ဒီဟာလေးကိုပဲထောင်ထားလိုက်တော့မယ်နော်ဒီဟာလေးထောင်ထားပြီးတော့ပဲကျွန်တော်ဒီနေ့တညလုံးအလှူခံမယ်ဗျာရချင်တဲ့လောက်ရအဲ့ကျွန်တော်တို့ဘလောက်ပဲပြင်ပန်းပြင်ပန်းကျွန်တော်တို့ကြည်စံတတောက်ဖို့ရရင်လေကျွန်တော်တို့မြေပြင်မှာအခက်အခဲရှိနေတဲ့ရဲဘော်တွေတို့ကအခုညီရတယ် နှစ်တောက်ကိုရရင်လည်းအကူညီရတယ်အဲ့တော့ကျွန်တော်ဒီတိုင်းလေးပဲလူခံတော့မှာဗျာအဲ့တော့ကျွန်တော်တို့ ကျွန်တော်တို့တော်လိုင်းကြီးမိဘဗီဒီယိုများအလုံးမင်္ဂလာပါတယောက်ကို90နှစ်နိုင်100နှစ်နိုင်1000နှစ်နိုင်1000နှစ်နိုင်တက်နိုင်တဲ့လောက်ပါဝင်ပေးလို့ရပါတယ်เนาะအဲ့တော့တရားလဲလူလို့ရတယ်90လဲလူလို့ရတယ်9000လဲလူလို့ရတယ်1000လဲလူလို့ရတယ်ဟော9000 1000ဆိုတာကဟိုမြန်မာငွေနဲ့ပြောတာလीเนาะအဲ့တော့ထိုင်းနိုင်ငံမှာရှိကြတဲ့ညီကိုမောင်မတွေတရားကို90လူလဲရတယ်တရားလူလဲရပါတယ်ကျွန်တော်တို့ကြည်စံဖို့တက်နိုင်တဲ့လောက်ပါဝင်ပေးကြပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးရဲ့အခြေအနေကအမြင့်ဆုံးနဲ့အရေးအကြီးဆုံးအခြေအနေကိုရောက်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေကစကားအမြ ားကြီးပြောစရာမလိုတော့တဲ့အချိန်မှာကျွန်တော်တို့ကစကားတွေအများကြီးပြောရမယ့်အစားရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်နေပြည်တော်ကိုတက်သိမ်းနိုင်ဖို့အတွက်အားလုံးကြိုးစားရမယ့်အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စကားအများကြီးပြောစရာမလိုပါဘူးမြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်လိုအပ်နေတဲ့ကြည်စံလက်နက်စေဝါရိတ်ခါအတွက်ကျွန်တော်တို့အလှူခံပါတယ်တက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့ကျွန်တော်ဒီတလကတော့ငင်းကြံခရိုင်မှာရှိတဲ့အဖွဲ့တွေကိုကျွန်တော်ရတဲ့လောက်မျှဝေပေးဖို့အတွက်အလှူခံနေတာဖြစ်ပါတယ် ော်တို့ပြည်တွင်းပြည်ပမှာရှိကြတဲ့ညီကူမောင်တွေအားလုံးအားလုံးတက်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့အားလုံးကိုမြေတားရက်ခံပါတယ်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီအချိန်ကတော့အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးအခြေအနေပါအားလုံးသိတဲ့အတိုင်းပဲเนาะကျွန်တော်တို့စကားတွေအများကြီးပြောစရာမလိုတော့ဘူးတော်လန်ရေးကလည်း9နှစ်တောင်ရှိလာပြီဟောဘယ်သူကပါလဲမြန်မာနိုင်ငံရဲ့အခြေအနေကပါလဲလက်ရှိတော်လန်ရေးရဲ့အခြေအနေကဘာဖြစ်နေလဲဆိုတာအားလုံးလည်းသိပါတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်ကတော့ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်မှာစကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်တော့ပါဘူးအဲ့တော့ကျွန်တော်တို့မိဘပြည်သူများအားလုံးပြည်သူတယောက်ချင်းစီတိုင်းက ကိုစီကိုစီတာဝန်အတိစိတ်နဲ့ကိုတက်နိုင်တဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါရစေเนาะတယောက်ကိုအာထိုင်းဘတ်ငွေ90နိုင်နိုင်100နိုင်နိုင်เนาะညီမငွေ1000နိုင်နိုင်2000နိုင်တက်နိုင်တယ်လောက်ပါဝင်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံပါရစေအလုပ်သိပါတယ်เนาะကျွန်တော်ကိုအအရင်တုန်းကရင်းနှီးမှုတဲ့လူဆိုသိမှာပါကျွန်တော် live လွှင့်ပြီးတော့အလှခံရိုးထုံးစံမရှိဘူးကျွန်တော်လုံနိုင်တာတွေလုံပေးပြီးတော့ကျွန်တော်ရဲဘော်တွေကျွန်တော်ထောက်ပံ့နိုင်တယ်လောက်ကျွန်တော်ထောက်ပံ့နေတာအားလုံးသိပါတယ်เนาะကျွန်တော်အရင်တုန်းက လိုက်လို့ရင်ကျွန်တော်အလှူမခံဘူး။ဒါလို့လဲဆိုတော့ကျွန်တော်လိုက်လို့ရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီတုံးတက်တာတွေ၊ဆွေးနွေးတာတွေနော်အဲစိတ်တက်ခွန်အားပေးတာတွေ၊စီယုံရင်လုပ်တာတွေပဲကျွန်တော်လုပ်တယ်။ကျွန်တော်လိုက်လို့ရင်ပြီးတော့အလှူခံရိုးထုံးစံမရှိဘူး။ဒါပေမဲ့အခုကကျွန်တော်တို့နိုင်ငံရေးຫນွေဦးတော်လှန်ရေးရဲ့အရေးအကြီးဆုံးနဲ့အလိုအပ်ဆုံးအခြေအနေကိုရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်လိုက်လို့ရင်ပြီးတော့အလှူခံရခြင်းဖြစ်ပါတယ်။နောင်လဲလိုက်လို့ရင်အလှူပဲခံပါပါ။တခြား ဝါရဖြန့်ရုပ်ရှင်ရိုက်ကူးရန်ငင်းဆန်သည့်နမဲကြီးမင်းသမီးဖွေးဖွေးအဆက်အသွယ်ပြတ်တောက်ပြီးဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်နမဲကျော်အကယ်ဒမီမင်းသမီးဖွေးဖွေးသည်ယနေ့နိုဝင်ဘာ6ရက်နေ့လယ်ပိုင်းမှစ၍အဆက်အသွယ်လုံးဝပြတ်တောက်နေပြီးစစ်ကော်မရှင်၏ရွေးကောက်ပွဲဝါရဖြန့်စကားရိုက်ကူးရန်ငင်းဆန်ခဲ့ခြင်းကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုသတင်းများကြေကြေပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည် အမှုပညာသတင်းတောက်များနဲ့လုပ်ဖို့ကင်ဖက်များကသူမ၏မန်နေဂျာကိုဆက်သွယ်နေကြတော့လေဖုန်းလိုင်းပြတ်တောက်နေသည်ဟုသိရသည်သတင်းများအရဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့စစ်တပ်ကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းတရုတ်ဆောင်အလင်းရောက်မှလည်းဝါရဖြန့်ကိစ္စများတွင်မပါဝင်လို၍ဖမ်းဆီးခံရသည်ဟုသောသတင်းများလည်းထွက်ပေါ်နေသည်စစ်အုပ်စုလိုလာသူကျော်မျိုးမင်းကလည်းနိုဝင်ဘာ9ရက်နေ့ကလေးကဖွေးဖွေး၏ပါဝင်မှုမရှိခြင်းနှင့်ပတ်သက်၍ဝါရဖြန့်အပြစ်ဖို့မှုများပြုလုပ်ထားခဲ့သည် လက်ရှိတွင်စစ်အုပ်စုသည်ရင်းတို့၏ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးရန်အမှုပညာရှင်များကိုအတင်းအကျပ်ဖိအားပေးခိုင်းစေနေပြီးပူပေါင်းခြင်းမရှိပါကဖမ်းဆီးအရေးယူမည်ဟုချင်းချောက်ထားသည်ထို့ပြင်ဝါဒဖြန့်ဇလံကိုဝေဖန်သူများသို့မဟုတ်ဝေဖန်သည့် post ကို like love reaction ပေးသူများကိုပင် director mighty zambu thon tat လွင်အောင်ချမ်းလူတရုတ်ဆောင်ကျော်ဝင်းထွန်းနှင့်အွန်လိုင်းတို့ကဲ့သို့ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည် ဘလို့လဲတခြားစကားများများပြောရမယ့်အချိန်မဟုတ်တော့ဘူးဗျဒီချိန်ကစကားများများပြောရမယ့်အချိန်မဟုတ်တော့ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်နောက်ပြီးတော့ကိုချင်းချင်းစကားတွေများရမယ့်အချိန်လည်းမဟုတ်တော့ဘူးเนาะကိုအချင်းချင်းတယောက်ကိုတယောက်ကိုတစ်ဖက်ကိုတစ်ဖက်တစ်ဖက်ကိုတစ်ဖက်ထိုးချရမယ့်အချိန်လည်းမဟုတ်တော့ဘူးဒီချိန်ကကျွန်တော်တို့အားလုံးနေပြည်တော်ကိုတက်သိမ်းရမယ့်အချိန်ရန်သူစခန်းကိုတက်သိမ်းရမယ့်အချိန်အဲ့တော့အဲ့လိုနေပြည်တော်ကိုတက်သိမ်းနိုင်ဖို့ရန်သူစခန်းကိုသိမ်းနိုင်ဖို့ဆိုကျွန်တော်တို့မှာလိုအပ်ချက်တစ်ခုပဲရှိတယ်ကြည်စံစေဝါစာနာရိတ်ခါ ဒီဟာတွေအရေးကြီးပါဒီဟာတွေရှိမှကျွန်တော်တို့ကနေပြီးတော့တတ်သိမ်းလို့ရမှာအဲ့တော့မင်းတို့တော်လန်ရဲ့အခုချိန်ထိမပြီးသေးဘူးလားမင်းတို့တော်လန်ရဲ့အခုချိန်ထိနေပြီးတော့တတ်မတိုက်သေးဘူးလားမင်းနေမင်းနေရုံနဲ့မရဘူးတတ်တိုက်ဖို့ဆိုတာပတ်စံလိုရတယ်နော်အဲ့တော့ဟို15မိနစ်သာစစ်ပွဲတစ်ပွဲဖြစ်ရင်တောင်မှကျွန်တော်တို့ကြီးစံအနည်းဆုံးတောင်းနဲ့ချီကုန်တယ်အဲ့တော့ကြီးတောက်ရဲ့တန်ဖိုးကတောင်းကြော်တယ်အဲ့တော့15မိနစ်လောက်ပြစ်ပြီးဆိုရင်အ ਨੇ စုံမြန်မာငွေ300 300ကအတားလေးကုန်တယ်ဒါ15မိနစ်စာပြောတာနော်အခုဆိုရင်မန္တလေးမှာ2လကြော်ကြော်ပြီးဒါမန္တလေးနဲ့မြင်းကျန်အတွင်းမှာ2လတိတိ နှစ်လကျော်နေပြီဒါစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်သူတို့စိတ်ရှိတိုင်းလာလာပြစ်တယ်ကျွန်တော်တို့ရဲဘော်တွေမှာကကြီးစံကအလုံးအလောက်မရှိဘူးစိတ်ရှိတိုင်းပြန်မပြစ်နိုင်ဘူးအဲ့တော့နှစ်လလုံးလုံးဘလောက်တောင်ခုခံနေရမလဲစဉ်းစားတာကြည့်တော့အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာအလိုအပ်ဆုံးကတော့ကြီးစံကြီးစံလိုပါတယ်အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာခက်တာကကျွန်တော်ရဲ့ Facebook ကလည်းနော်ခက်တာကကျွန်တော်ရဲ့ Facebook အကောင့်ကလည်းစာရွက်စာတမ်းတွေတင်လို့မရဘူး တိုင်းစားတဲ့ပြရတာနဲ့အပိတ်ခံရတယ်အဲကြောင့်တိတ်လဲမပြရဲဘူးကျွန်တော်တို့အဲ့လိုဂုံပြုမှတ်တမ်းတွေတို့အနောက်တဲ့ရဲဘော်တွေနဲ့ပတ်သက်တဲ့စားပြစားတမ်းတွေဆိုတင်လို့လုံးဝမရဘူးအဲ့ဒါကြောင့်ဒီဟာတော့တိတ်ပြလို့မရဘူးခဏနေအပိတ်ပုတ်ကပိတ်အောင်မှာခဏကလိုက်တစ်ခုကပိတ်ပြီးသွားပြီဒါကုပြန်လွင့်လာအလုံးမဲ့မင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီချိန်ကစကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်ပါဘူးကျွန်တော်တို့ကနေပြီးတော့တက်သိမ်းရမယ့်အချိန်ရန်သူစကန်ကိုတက်သိမ်းရမယ့်အချိန်အခုချိန်ကဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့ရဲ့လူဦးတော်လှန်ရေးက90 90ဖြစ်နေတယ်90 90ဆိုတာက ကိုဘက်ကရန်သူစခန်းကိုတက်သိမ်းနိုင်ရင်နေပြည်တော်တက်သိမ်းနိုင်ကျွန်တော်တို့နိုင်မယ်သူ့ဘက်ကကျွန်တော်တို့ကိုခြေမုံသွားရင်သူ့နိုင်မယ်အခုကျွန်တော်တို့လက်ရှိတော်လန်ရဲ့အခြေအနေက50 50ဖြစ်နေတယ် အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအားစိတ်ထုတ်ဖို့လိုပါတယ်ကိုတက်နိုင်တဲ့ဘက်ကနေတာဝန်အသိသိနဲ့အားလုံးတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်အဲ့ဒီတော့ဟိုကိုနဲ့ရင်းနှီးတဲ့ PDF အဖွဲ့တွေရှိတယ်နော်ကိုယွာမှာ PDF အဖွဲ့တွေရှိတယ်ကိုမျိုးမှာ PDF အဖွဲ့တွေရှိတယ်ကိုတငယ်ချင်းတွေ PDF အဖွဲ့တွေရှိတယ်ဆိုရင်ကိုအမှန်တကယ်ယုံကြည်စိတ်ချရတဲ့ကိုအဖွဲ့တွေကိုကိုညီပြင်ကိုတိုက်ရိုက်ထောက်ပံ့ပါလှူဒန်းပေးကြပါနော်အဲ့လိုမှအဆက်အသွယ်မရှိဘူးအခုအခုကျွန်တော်လုပ်နေတဲ့ကမ်ပိန်းကတော့ကျွန်တော်အခုကြီးစံ9000ကမ်ပိန်းလုပ်နေပါတယ်ဒီကြီးစံ9000ကဘာအတွက်လဲဆိုတော့ မြင်းကြံခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့ဒီအားလုံးကိုမျှဝေထောက်ပံ့ပေးဖို့အတွက်ကျွန်တော်ကြည်စံ9000ကမ်ပိန်းလေးလုပ်နေပါတယ်အဲ့ဒီထဲမှာပါဝင်ပေးလို့လည်းရပါတယ်ကျွန်တော်ဒီမှာမပါဝင် ခြင်းဘူးဆိုရင်လည်းကိုယ်နဲ့ရင်းနှီးတဲ့ PDF တွေရှိရင်မြင်းပြင်ကိုတိုက်ရိုက်သွားပြီးတော့လှူပေးပါကျွန်တော်စီမှာမပါဝင်ခြင်းဘူးဆိုရင်လေကိုနဲ့ရင်းနှီးတဲ့ ကိုရက်ကိုရွာမှာ PDF အဖွဲ့တွေရှိရင်ကိုတိုင်တိုက်ရိုက်သွားပြီးတော့လှူပေးကြပါအဓိကကကျွန်တော်တို့မြေပြင်မှာစစ်တိုက်နေတဲ့ PDF တွေလက်ထဲကိုအလှငွေတွေရောက်ဖို့နဲ့လက်နက်ခဲယမ်းတွေရောက်ဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ရဲ့ campaign ဒီထဲမှာမပါဝင်ခြင်းဘူးဆိုရင်လည်းကိုနဲ့ရင်းနှီးတဲ့ PDF တွေရှိရင်လူတိုင်းလူတိုင်းတောင်ပေါ်တိသိနေအဒီတော်လိုင်းကြီးကိုပါဝင်ပေးကြပါကိုယ်တိုင်သွားလှူကြပါနော်အဲ့တော့အဲ့လိုမှဆက်တွယ်မရှိဘူးဒီထဲမှာပဲပါခြင်းလဲဆိုရင်လဲဝိုင်းဝန်းပြီးတော့ကူညီပေးကြပါဗျာနော်အဲ့တော့ဟော 90နိုင်နိုင်100နိုင်နိုင်ညမငွေ1000နိုင်နိုင်2000နိုင်နိုင်လူချင်းတလောက်လူပါကျွန်တော်တို့အလူခံပါတယ်လူခံပြီးရင်ကျွန်တော်ဒီလကုန်ရင်ကျွန်တော်လူချင်းတဲ့အတိုင်းတာကြီး9000ဒီနေ့ပြည့်ရင်ဒီနေ့မန္တလေးမှာမြင်းကြံခရိုင်မှာရှိတဲ့ဖွဲ့တွေမျှဝေပြီးမှာပါမနက်ပြန်ပြည့်ရင်မနက်ပြန်ပေါ့လေအဲ့တော့ဒီစံ9000ကတော့ဘယ်တော့ပြည့်မလဲတော့မသိဘူးကျွန်တော်အခုဆိုအလူခံတာတော့၄ရက်ရှိသွားပြီ၄ရက်ရှိသွားပြီကျွန်တော်အလူငွေ1000 2000 950တော့ရတာပြီဒါ၄ရက်အတွင်းမှာเนาะအဲ့တော့ဒီကြီးစံ9000ဘူးဘယ်တော့ပြည့်မလဲတော့မသိဘူးညကြီးစံ9000ဒီနေ့ပြည့်ရင်ဒီနေ့ PDF တွေလက်ထဲအောင်အပ်ပါမယ်မနက်ပြန်ပြည့်မနက်ပြန်အပ်ပါမယ်အခုထိတော့ကျွန်တော်အလှခံတာ၄ရက်ရှိပါပြီအဲ့ဒီ၄ရက်ထဲမှာ1000နဲ့2000နဲ့950ရထားပါတယ်အဲ့တော့ကျွန်တော်တို့ င်းနိုင်ငံမှာရှိကြတဲ့ညီကောင်မတွေပြည်ရင်းပြည်ပမှာရှိကြတဲ့ညီကောင်မတွေကျွန်တော်နဲ့တူတူတက်နိုင်တယ်လို့ပါဝင်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ကျွန်တော်ဒီတစ်ခေါက်ကတော့ဒီမန္တလေးခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေကိုမျှဝေပေးမှာဖြစ်ပါတယ်ကျေးဇူး9000တန်ပေးမှာအခုကကျေးဇူးတစ်တောက်ကဘယ်လောက်လဲဆိုတော့ပိုက်ပိုက်ပိုက်ဆိုရင်မြန်မာငွေ12000ရှိတယ်ထိုင်းပြည်နယ်ဆိုအနည်းဆုံးအကြီးတတောက်100လောက်ရှိမှာပေါ့ဗျာ100 130လောက်တော့ရှိမယ်အဲသူတို့ကျွန်တော်တို့ဒီကနေ ကျွန်တော်တို့ကအခက်တာကဟိုအညာဒေသကကြတော့ကျွန်တော်တို့ဒီပျက်စီးပို့လို့မရဘူးပတ်စံပဲပို့လို့ရတယ်ပတ်စံပို့လိုက်ရင်တို့လမ်းကြောင်းနဲ့တို့အဲဝယ်ယူရေးလမ်းကြောင်းတွေရှိတယ်မောင်ကိုလမ်းကြောင်းတွေရှိတယ်တို့လမ်းကြောင်းနဲ့တို့သွားဝယ်တာပေါ့နော်ကျွန်တော်တို့ကတော့ပတ်စံပဲထွေးပေးလိုက်တယ်အဲ့ဒီမှာတို့ဝယ်ကြတယ်ပေါ့လေဝယ်တာကိုတဲ့တို့မြင်းကျန်အရောက်ကိုတဲ့ជីတတောက်ကိုတထောင်းနဲ့2000ပေးရတယ်တဲ့အာជីတထောက်ကိုတထောင်းနဲ့2000တော့အဲ့တော့ကျွန်တော်တို့15မိနစ်စာတိုက်ပွဲတစ်ပွဲဖြစ်မယ်ဆိုရင်ဘယ်လောက်ကုန်ကြမလဲဒါတွက်ကြည့်လိုက်နော်အဲ့တော့ PDF ျွန်တော်တို့ PDF ရေးပေါ့ဗျာ PDF ရေးပေါ့အနည်းဆုံးဒီတယင်းတယင်းမှာလူ150 200အနည်းဆုံးရှိတယ်အဲ့တော့အဲ့ဒီလူ150 200က15မိနစ်လောက်ပြစ်တယ်ဆိုရင်ကို15မိနစ်လောက်သူပြစ်ကိုပြစ်ပြစ်ရင်အနည်းဆုံးသိန်း300နဲ့400ကျားမှာကုန်တယ်ဒါ15မိနစ်စာတိုက်ပွဲတစ်ပွဲကိုပြောတာနော်အခုဆိုရင်အခုဆိုရင်အဲ့ဒီမြင်းကျက်မှာစစ်ကောင်စီကလေရင်နဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့လာလာပြစ်တယ်ပစ်တာကိုစစ်စစ်ကောင်စီကစိတ်တိုင်းကြပစ်တာကိုကျွန်တော်တို့ PDF တွေကစိတ်တိုင်းကြ ပြန်မပြစ်နိုင်ဘာလို့လဲဆိုတော့ကြည်စံကနဲတယ်အဲ့တော့လိုအပ်တဲ့လောက်လေးပဲပြန်ပြစ်ပြီးတော့နောက်ဘုံပြန်ပြန်ဆုတ်လာရတယ်ဘာလို့လဲဆိုတော့ကြည်စံမရှိလို့အရန်ရေးကြီးနေတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ကကြည်စံလှူခံတာဖြစ်ပါတယ်အားလုံးတတ်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့တော့စကားပြောတာတော့တော်တော်မောနေပြီဒီမှာလှူမယ်ဆိုတဲ့ comment လည်းမလာဘူးမစင်ကြမှာလည်းမလာဘူးဘလို့လောက်ရမလဲအားလုံးပဲတတ်နိုင်တဲ့လောက်ပါဝင်ပေးကြပါဗျာနော်အဲ့ကျွန်တော်ကျွန်တော်ရဲ့ like ကအလှူခံတဲ့ like ဖြစ်တယ်ဆိုတာအားလုံးလည်းသိပြီဆိုတော့လေကျွန်တော်ဒီညတော့ဒီလောက်ပဲ